ားလုံးပဲမင်္ဂလာပါရှင်အခုဖတ်ပြမှာကတော့88မျိုးဆက်ចောင်းသားကောင်းဆောင်ကိုမင်းကိုနိုင်ရဲ့ဆောင်းပါးဒူလီတပုတ်ပဲဖြစ်ပါတယ်ရှင်ဆောင်းပါးကောင်းစဉ်လေးကတော့ပေပင်ကြီးရဲ့နှုတ်ဆက်တခြင်းပဲဖြစ်ပါတယ်ရှင်အပင်တပင်မှာပန်းတွေပွင့်ရင် လူတွေကပျော်ကြကြိုကြတာမဟုတ်လားလက်ခုပ်တွေတီးအားပေးကြတာလေဒီပေပင်ကြီးကြတော့တသက်တစ်ခါထားပွင့်တာ ကြည့်ရင်ဝမ်းသာရမည်အစာဝမ်းနေနေရတယ် ကျွန်တော်စီယုံမဆင်အိမ်ပြန်သည့်ညနေမှာဇနီးကကားမောင်းရင်းစကားဆူခြင်းဖြစ်ပါသည်စီယုံတို့နေ့စဉ်လာလန်းပြန်လန်းမှာသူ့အားနှုတ်ဆက်နေသည့်ပေပင်ကြီးကိုကြည့်ရင်ရခဲ့သည့်အတွေ့ကို ခုမှကျွန်တော်အားပြောခွင့်ရတော်သည်တဲ့ ဘာကြောင့်ဆိုတော့ခွဲစိတ်ကုသမှုခံယူနေသူအားထိုအတွေးမျိုးပြောမပြခြင်း၍တဲ့အင်းလေပေပင်လေပွင့်နေဆိုတာလောကကြီးကအပြီးအပိုင်ထွက်ခွာဖို့နှုတ်ဆက်တာပဲမဟုတ်လားဒါကြောင့်သူက မပြောချင်တာနေမှာပေါ့ဟု ကျွန်တော်ယူယူပဲနားလေလိုက်သည် ြီးတော့ပင်လုံးကျွတ်လျက်အားလုံးကိုနောက်ဆုံးနှုတ်ဆက်နေသည့်ပေပင်အိုကိုငေးရင်ကျွန်တော်ကသူ့စကားကိုကြပြလုံး၍ရမရကြိုးပမ်းကြည့်နေမိသည်။တာမန်အဖြစ်ပန်းတွေစားပွင့်ပြီဆိုတာကျွန်တော်တို့လူသားတွေအတွက်မိခင်ရောခလေးပါကျမ်းမာလျက်ရှိကြောင်းတာဥဖွားသည့်မင်္ဂလာတည်င်းမျိုးမဟုတ်လား။ အပင်တပင်အတွက်ရုခတက္ကသိုလ်ရဲ့မောင်မဲတစ်လွင် ကျူစုပွဲပေါ်ရင်ခုန်ကြည်နှက်စရာတွေနဲ့ပေါ်ဈေးကြီးတစ်ခွတွေကအစအမြေစာပန်းလေးတွေအစုံကျွန်တော်တို့မြင်တာနဲ့ဟိုမှာကြည်စံပန်းတွေပွင့်ကုန်ပြီလို့ဥသူအရင်ပြောရတာခြုံရတာမဟုတ်လား တာဥမှုတကောင်ဖွားမွေးတာ နောက်တခါဆိုညီအမွာဘူးမွေးမှာတိလာလို့ကြောင်မတန်းမလေးကိုအားပေးတယ်လို့အပင်တွေကိုလည်းခုမှစားပွင့်လို့နေသေးတာလို့နှစ်သိပ်ပေးကြစမြင်မဟုတ်လားနောက်ရသည်ကိုကြိုမျော်ရင်းမျော်လင့်ခြင်းတရဖူနဲ့ကိုစီလှနိုင်ခဲ့ကြသည် ခုပေပင်ကြီးပွင့်နေတာ တွေ့တော့ကျွန်တော်တို့မှန်ကြရပြီသူသေးတော့မယ်နှုတ်ဆက်နေပြီလို့အထိတ်တလန့်ရေရွရင်း ဘယ်လိုအကြည့်နဲ့ပြန်နှုတ်ဆက်ရမယ်မသိတော့ကကညစ်ပေးမှာချစ်နဲ့လူဖြစ်ရသောမျိုးဆက်မှု ပေပင်အပေါ်တံပိုးသည့်လွမ်းဆွတ်ခြင်းသူတကာထက်မရော့တာသိကြပါသည်ယခုဟာကတန်ရောစဉ်ပြက်တနာကရှိတန်ရောက်လာပါ၏ ပေပင်တတ်တံလူတတ်တံဘာမြ꽈လာသည်မဟုတ်ပါလူတတ်တံဖြံမြ65ဆိုတော့260တတ်တံပေပင်လဲလူတယောက်လူခံစားလင်သူ့မှာဝေဒနာတွေရှိနိုင်သည်ပဲငယ်ကလေးကအတူရှိခဲ့အတူကြီးပြင်းခဲ့သူနေ့စဉ်မြင်နေကြငယ်တငယ်ချင်းတယောက်ကိုဆုံရှုံရတော့မိခံစားချက်မျိုးတော့အ ਨੇ ဆုံးတော့ကျွန်တော်တို့မှာရှိပါသည်စွန့်ခွာရတော့မိကာယကံရှင်ကိုယ်တိုင်ကရောဘဲနဲ့ရှိပါစား သူကတော့ပင်လုံးကျို့ပွင့်လျက်နှုတ်ဆက်နေပြီးတေဂာနီးမှလှရက်လိုက်တာဟုကျွန်တော်မချင့်မရေရေရွတ်နေမိပါ၏မရေတွက်နိုင်အောင်ပွင့်နေသည့်ထိုပေပွင့်များမှနှုတ်ဆက်စကားတွေရှိနေမည်ဒီထက်ဆိုရလျှင်နှုတ်ဆက်တခြင်းကိုဆိုနေတာတေဂျာသည် ကဘာမြေကိုနှုတ်ဆက်နေပြီတေးဆရာဒုက္ခမိန်လှန်ဤနှုတ်ဆက်တခြင်းကကျွန်တော်ရင်ထဲကြည်ကွဲမျက်နှာဖြင့်လေကားထစ်တွေနင်းတက်လာသည် ဘယ်အချိန်သေးမှကိုမတိကြတဲ့ဘဝမှာကြိုတင်ရတာတဲ့နှုတ်ဆက်တခြင်းတဲ့ဒါကကြိုမတိသူတွေအတွက်ပေါ့ကြိုတိသူတွေကမရှိကြဘူးလားသူတို့ဘယ်လိုနှုတ်ဆက်တခြင်းကို ရေးခဲ့ကြသလဲတိမ်လွာမိုးမိုးလွင်တခြင်းကိုကျွန်တော်စိတ်ထဲဖွင့်လိုက်မိသည်ဆရာမျိုးမငိမ့်ကထိုတခြင်းကို သူတည်ခြင်းတရားစီသွားမိနေမနှက်ခင်မှာ notes ပါအပြည့်စုံရေးကထားရခဲ့သည်ပြီးမှသိမင်းထံသူသွားသည် ထိုတချင်းအစပြာဤမှိုင်းကမမှုဆိုသည်နှင့် ထိုဖြစ်ရမှန်ကိုသိသူတိုင်းဆရာငယ်ဤကဘာမြေကိုနှုတ်ဆက်တခြင်းအဖြစ်အမှတ်ရစမြင်ကဗျာဆရာဒေါင်းွယ်ဆွေလဲ ဘဝဤနောက်ဆုံးအချိန်မှန် ကိုတိုင်တည်သည့်ကာလအိယာထဲမှကန်းသစ်တို့ကြပြာများ ရေးခဲ့သည်သည်ပဲနောက်တစ်ယောက်ကရုတ်တရက်လှုပ်ကြံခံလိုက်ရသူကဘာကျော်ဂျွန်လီနွန်သူလည်းနှုတ်ဆက်တခြင်းရေးဆိုက လူသားတွေကိုနှုတ်ဆက်ခဲ့ပြီးပြီဟု ကျွန်တော်ခံစားရပါသည်သူဤ imagine တခြင်းကိုကျွန်တော်ရွေးပြီးထို့သို့ယုံသည်ဒီလိုပဲဗင်ဂိုးပကြီတွေထဲနှုတ်ဆက်တခြင်းကျွန်တော်လိုက်ရှာသည် မိုက်ကယ်အင်ဂျယ်လို၏ဗဘူးတွေထဲထူးအိမ်တင်ကိုစောငိမ့်တို့တခြင်းတွေထဲကဘာမြေကိုနှစ်နှစ်ကကချက်ခဲ့ကြသူ အနုပညာရှင်တွေမှန်သည်မြတ်နှုတ်ဆက်တခြင်းရှိကြမည်ပေပင်ကြီးကယော ထန်းသီးနုထက်ချိုတဲ့ပေသီးနုတွေသီးပြီးဆို သူခွဲခွာနှုတ်ဆက်လက်ဆောင်ပေးနေတာထန်းရည်ချိုလို့အရသာရှိတဲ့ပေရည်တွေထွက်ပြီးဆိုလဲသူစီကဒီတသက်နောက်တစ်ခါထမရနိုင်တော့ဘူးဆိုတာကျွန်တော်တို့သိတိုင်းနာကျင်စရာကောင်းနေပါဗောလားဦးအတက်ပေါ့ရဲ့ကျွန်တော်ဘိုက်ခွဲပြီးစားလှုပ်မရခြင်းစေးပိုက်တန်လန်ချိတ်ခြင်းကမိတ်ဆွေများအပအဝင်လူတွေကိုစာနာစိတ်ဖြင့်လှမ်းကြည့်မိသည်ကြံရက်များကိုလည်း၆ကက်ကက်ဖြတ်ခဲ့ရာ quarantine ကာလတွေမှာလည်းမွန်းချက်ခဲ့ကြကျွန်တော်ငယ်ဘဝအပါအဝင်သက်သာရာပျော်ရရာတွေရွေးတင်ရန်မိတ်ဆွေတွေအတွက်အလုံးပိတ်ထဲကဘတွင်အပွင့်ဖြစ်လို့ဖြစ်냐အားထုတ်ကြည့်ချင်လာသည်ဇနီးကိုကျွန်တော်အကူအညီတောင်းရပါ၏သူလဲနေစဉ်ပေပင်ကြီးဤနှုတ်ဆက်တခြင်းကိုအသွားအပြန်နားထောင်ရင်ကျွန်တော်စာမှုအစ်စ်အဟောင်းများကိုရှာစုတန်စုရွေးတန်၍လိုင်းပေါ်ကူတင်ပေးစသဖြင့်ကျွန်တော်ဆန္ဒကိုကူဖြစ်ပေးရသည် လူတွေက သတင်းစိုးတွေနဲ့ဝန်ပိနေကြတာဒီအချိန်မှာတင်္ခါရတွေတန်ဓာတွေပျော်စရာတွေမျှပေးဖို့ဟုလည်းရည်ရွတ်နေခဲ့သည်သည်ကျွန်တော်ကဘိုက်ချုပ်ရုံမပြေရည်အတွက်မလှုပ်ရဲဘာမှမစားရသည့်နေ့များအတွက်ရင်တွေပူဝမ်းတွေဟာလျက်ဘာမှမတက်နိုင်ချိန်မှုသူ့အားကိုနှင့်စာမှုတွေပကြီးတွေလှိတ်တင်ခိုင်းကဆေးရုံပေါ်ကနေညများကို အာယုံလွှဲနိုင်ခဲ့သည် ထိုးထက်ပိုရသည့်ပီတိကဖက်ရသူမိတ်ဆွေများထံမှတုတ်ပြန်စကားများကြောင့်ပင် ခုလိုပိတ်လောင်မိနေချိန်မှာ လေရှူပေါက်ချောင်းကြည့်ပေါက်လေးရလိုက်လို့တတ်တာရရပါတယ်ဟုလဲမှတ်ချက်အများစုကိုဖက်ရင်ကျွန်တော်တို့ အာထုတ်ရကြိုးနှက်သည်ဟုခံစားခဲ့ရပါသည် ခုမှဆေးရုံကအစဉ်ပေပင်ကြီး၏နှုတ်ဆက်တခြင်းကို အတူနားထောင်ရင်းမမကြီးတယောက်အကြောင်းတတိယကြပြန်သည် မောင်နှမတွေများသည့်မိသားစုတွေထဲကြုံလေးရှိသည့်အတိုင်းဖြစ်ပါ၏အငယ်တွေလမ်းချောရေးအတွက်အကြီးဆုံးကဘဝလမ်းပေါ်အစောကြီးတက်အရွယ်နှင့်မမြအောင်လမ်းခင်းခဲ့ရာအစဉ်ပြေကြားချိန်ရောက်တော့ထိုမမကြီးကလက်ပံကြနေပြီအားလုံးပြည့်လေချိန်မောင်နှမတွေစုံကြမယ်လို့တိုင်မပြောရမှနေရရှာသည့်မမကြီးကိုလှမ်းခေါ်ကြစမြင်း ရောက်လာလို့ဘလောက်နေမှလဲလို့မေးလျင်ဘတော်မမမကြီးကမဖြေတကယ်တော့လေဘလောက်နေမှလဲလို့မေးတာဟာဘယ်တော့ပြန်မှလဲလို့မေးတာမဟုတ်လားသူတံမိုးကိုသိ၍သူလာခိုက်ပျော်နေကြသည့်မိသားစုတွေကိုပြက်ကြိန်နေဆွဲတစ်ခုကကြိုချောက်လန့်နေတာ तू မလိုလားဒါကြောင့်ပျော်တဲ့လောက်နေမှပေါ်ပျော်အောင်ထားကြဟုသာအပြုံးနဲ့တုတ်ပြန်မြဲဖြစ်သည်တကယ်တော့သူကလေရင်လက်မှတ်ကိုအသွားအပြန်တစ်ခါတည်းဖြတ်ပြီးသား ်ခွဲခွာခြင်းအတွက်နာကျင်ရမည်နေ့ကို သူတယောက်တည်းသာတည်တော်မည်ဟုနှလုံးသွင်းနာပုံရသည် ခုလည်းပေပင်ကြီးကနှုတ်ဆက်နေပြီလောကတာဝန်ကြေခဲ၍နှစ်သိမ့်နိုင်သလား နေမဝသေး၍မခွဲကျင်သေးဟုဈေးစစ်ခြင်းလားကျွန်တော်မသိပါ တကယ်တော့တယောက်တန်ဖိုးတယောက်သိသူချင်းမှန်လျင်လူလူချင်းမှမဟုတ်တံတဝါလေးတွေတရိษံလေးတွေအပါအဝင် အပင်လေးတွေနဲ့ပါ ခွဲရတိုင်းကျွန်တော်တို့နာကျင်ရမည်မဟုတ်ပါလားဒီလောက်ကြီးစိတ်နေတဲ့ကြားကတေးသွားတယ်ဟုရေရွတ်ရင် အပင်ကလေးအကောင်ပလောင်ကလေးတွေကိုမချစ်တင်ခဲစွန့်ခဲရပါအောင်များကြပါပြီ ခွဲခွာခြင်းကို မလွန်ဆန်နိုင်၍နှုတ်ဆက်ရာတိုင်းဘယ်လိုနှုတ်ဆက်ကြပါမည်လဲကဘာမီအတွက်နှုတ်ဆက်တခြင်းကိုဘယ်လိုရေးကြရပါတလောတုံးကဖြစ်စာတင်ကြောင်းတစ်ခုမှာကွာရန်တင်မိနေသူအညာဒရတူအပိတ်လောင်ခံကာလကို ရေတွက်မနေဘဲထိုကြောင်းကလေးယိုယွင်းနေတာကို သူနိုင်သမျှလှောက်ကင်တူကင်ပြုပြင်ပေးနေတာတွေ့ရသည် သူ့အိမ်သူမပြန်ခင်ခိတနေခဲ့ရသည့်ចောင်းကလေးအတွက်သူ့ရဲ့တခြင်းနှုတ်ဆက်တခြင်းပေါ်ဂယုပြုမိသူတွေဇာတိလိုက်ကြပါလိမ့်မည်ယခုပေပင်ကြီးဤနှုတ်ဆက်တခြင်းကိုလည်းကျွန်တော်တို့အလေးအမြတ်ပြုနားထောင်ပါအောင်မည် မင်းကိုနိုင်ဤကဲ့သို့ဆရာကိုမင်းကိုနိုင်ဤပြည်သူအရေးချာနယ်တွင်ရေးသားခဲ့ဘူးသော ပေပင်ကြီးရဲ့နှုတ်ဆက်ခြင်းဆောင်းပါးတူလီကိုကျမရီဒါဝင်းနှင်းစာမှနားဆင်သူအပေါင်းအားမွန်းချက်မှုအနေငယ်ပြပြောက်စီရန်ရည်ရွယ်၍ဖတ်ပြလိုက်ရပါ၏တေသူမှာအသက်ရှူရဲ့၍ရှင်သူမှာအသက်ရှူကြက်၏ဆိုသည့်စကားအတိုင်းမွန်းချက်မှုများပိတ်လောင်မှုများအကြား ကျမ်းမာအောင်နေရင်နိုင်ရတာဝင်ကိုကိုစီဆောင်ရွက်နိုင်ကြပါစီလို့ဆုမွန်ကောင်းတောင်းလိုက်ရပါ၏